ဩအလူဝဲ၅သိန်းတကယ်ကက်ကဲညာသူပြေးလိုက်မယ်နော်ဘူလေးကဘူလေးကဩမမျိုးသားဘာသာဖိရတာဟုတ်ပါဘူးဘောမလည်းခါမအဲ့လိုမရဘူး ာဒီလိုဒီပေချွန်းကိုပါဆုံးပါဒါကဒါအရမ်းပြီးပြီးပြီးတော့ဒါဘွားမလေးတခါမှအဲ့မရဘူးဒါအုပ်ကန်လဲတော့လေးသက်သိမ်းရထားပြောလားပြောလားသက်သိမ်းရထားပြောလား ဒီလိုဈေးရည်ကြီးနေတယ်။ဟိုင်းသားလေးတို့ပြေးလိုက်ပါဦး။။လာရော။လူကားတွေကိုအတန်းငယ်လေးနဲ့တက်ပြေးချမ်းသာပါလေတိုင်မိုးထားရနိုင်ပါစေလို့ဘုရားလေးတွေ ဒီကိုဘောရောတွေအားလုံးနဲ့အခုအခုရဲ့မွေးနေ့မှာဆူတောင်းနေတာပို့ထားလိုက်ပါတယ်။အားကြီးနေနော်။မရှိတဲ့လူတွေကိုလူကရောက်နေတဲ့သူတွေကိုခုအသက်အပိုင်းချလေးခုအသက်ငယ်ရွယ်ပေမဲ့အေးရှိပြီးတော့မှငါကြီးလေးစီအများမုံမြတ်တဲ့အလုပ်တွေကိုလုပ်တဲ့အတွက်ကြောင့်ငါကြီးလေးစီစားရဖို့အောင်ပြန်ဖြစ်ကုန်ပါ။တော့ဦးကအသက်ငယ်စွာနဲ့ပေါ်ထွက်လာတဲ့ဆယ်လီလူတယောက်ဟာကိုယ့်အရေးနောက်ကိုကိုလိုက်လို့မရပါဘူး။ကိုလန်းကိုသွားမှကိုယ့်အရေးကကိုနောက်ကိုလိုက်ပါတယ်။ အဲ့ဒီဥပမာအတိုင်းပါပဲမေတ္တာတည်လဲပဲအရေးလိုပါပဲကိုကမေတ္တာကိုလိုချင်လို့မေတ္တာနောက်လိုက်လို့မရပါဘူးမေတ္တာနဲ့ဆက်ရှင်တဲ့အလုပ်ကိုလုပ်ပြမှမေတ္တာရိတ်ဟာကိုနောက်ကိုလိုက်ပါတယ်အခုဒီပုတုဆိုတဲ့ဒကာလေးဟာမေတ္တာနဲ့ဆက်ရှင်တဲ့ပရဟိတအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်လူတွေရဲ့မေတ္တာရိတ်ဟာသူ့နောက်ကိုလိုက်လာခြင်းဖြစ်ပါတယ်ယခုလိုပရဟိတတွေလည်းများများလုံနိုင်ပါစေ လူတွေရဲ့မြတ်တာကိုလည်းများများရရှိပါစေလို့ဦးဇင်းကဆုတောင်းပေးလိုက်ပါတယ်เนาะ